ာဆိုရင်မြောက်ဒဂုံမြို့နယ်ရဲ့52ရပ်ကွက်မှာတည်ရှိပြီးတော့ပန်ဝင်းကျင်းအနေထားကလည်းအေးအေးဆေးဆေးလေးရှိမယ်။ကိုယ့်အိမ်ရှိမျက်နှာစာမှာလည်းအိမ်ကျင်းနေအတွက်ကြောင့်မို့လို့တိတ်တိတ်ဆိတ်ဆိတ်အေးအေးဆေးဆေးနေကျင်တဲ့ family အတွက်ပို့ပြီးဆင်ပြေပါတယ်။ဒီအိမ်လေးရဲ့တည်နေရာဆိုလို့ရှိရင်ဘုံပါလူလန်အနီးဘုံမင်းအောင်လန်အနီးမှာတည်ရှိပြီးတော့ရပ်ကွက်ကောင်းလေးတစ်ခုဖြစ်ပါတယ်ပေါ့နော်။ဒီအိမ်လေးရဲ့အကျယ်ဝန်းကဆိုရင်22ပေ60ပုံမှာတည်ဆောက်ထားတဲ့ modern design နဲ့ရမယ်အိမ်လေးလုံးပဲဖြစ်ပါတယ်။သူက design နေထားအဖြစ်လည်းအရန်လာတယ်။အပြင်မှာဆိုလို့ရှိရင်လည်းဒီဟာ design တွေပါတယ်အကုန်လုံးဆင်ပြေးတာအကျယ်ဝန်းကလည်းဟိုနှစ်ထပ်ခွဲ RC ီကိုရမှာပေါ့နော်ကျွန်တော်တို့ဒီအိမ်ရှိရဲ့မျက်နှာစာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကားဒဇင်းအေးအေးဆေးရလို့ရတဲ့မျက်နှာစာရှိရဲ့တကားဆိုလို့ရှိရင်ကျွန်မတို့အဝင်ထွက်ကားဝင်ထွက်လွယ်ကူအောင်လို့ slide door တကားနဲ့သုံးမိထားရပေါ့နော်ကျွန်မနဲ့ channel ကိုတစ်ခါတော့ဝင်ကြည့်ကြမယ် အခုဒါဒါဆိုညီမတို့ channel ရောက်ပြီပေါ့နော် channel ရောက်ပြီဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီ channel ဆိုလို့ရှိရင်ညီမတို့ဒီမှာချောတယ်လုပ်ပေးထားတယ်ဒီနေရာမှာလည်းကားတစ်စီးအေးအေးဆေးရလို့ရတယ်ဒီကားကျဲတဲ့လူကားကြီးရဲ့လူတွေကားရှိရဲ့လူတွေလည်းစည်းစားအေးအေးဆေးဆန့်နေပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းညီမတို့ကဒီရေမော်တာဘတ်နေထားပေးထားတယ်အောက်မှာ underground တက်နေပါမယ်ဒီနေရာမှာဆိုလို့ရှိရင်လည်း mini garden ပုံစံမျိုးလေးအလားဆင်ကျင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒီအိမ်ရဲ့အရှိရမျက်နှာစာကိုကြည့်မယ်ဆိုလို့ရှိရင်လည်း modern design ဖြစ်တဲ့အတွက်ကြောင့်မလို့ခန်းခန်းနားနားလေးနဲ့လာလာပါပါလေးစောက်ထားတာကိုတွေ့ရမယ်ဒီအရှိမှာဆိုလို့ ရှင်ညီမတို့ကနှစ်ဖက်ဖွင့်တကားမဟုတ်ဘဲနဲ့ကျုံတကားအကြည့်ကိုသုံးမိထားရယ်ပေါ့နော်ညီမနဲ့အိမ်နဲ့တစ်ချက်လောက်ဝင်နေကြတယ်။သူကကျုံတကားဖြစ်တဲ့ပြုံမှာ smart lock အိမ်နဲ့သုံးမိထားတာပေါ့နော်။အခုဆိုရင်ဒါညီမတို့အိမ်ထဲကိုရောက်ပါပြီ။အိမ်ထဲရောက်ပြီဆိုလို့ရှိရင်မြင်ရမှာတော့လုံးဝ living room က space အခြေအယူမြင်ရမှာပေါ့နော်။ သူက22ပေပေါ်မှာစောက်ထားရတဲ့အတွက်ကြောင့်မလို့အင်ဂျယ်ကလည်း16ပေလောက်ရှိရပေါ့နော်အင်ဂျယ်ဆိုလို့ရှိရင်လည်းတော်တော်စပေ့ကျတယ်ဒီဘက်မှာညီမတို့က living living room နေနဲ့အလားစင်မဲ့အခန်းစီလိုက်ကြရပါတယ်တက်မယ်ဆိုလို့ရှိရင်လည်းကျကျဝန်းနေရရှိရညီမတို့ဒီဘက်မှာဆိုလို့ရှိရင်လည်းသူကမီးဆိုင်နေပါတယ်ဒါ dining room တက်စတင်ချထားတဲ့ပုံစံမျိုးပေါ့နော်ကိုက dining room လောက်ချင်လည်းရတယ်ဒါမှမဟုတ်ဘားကောင်တာတွေပါတယ်ထားပြီးရောမိသားစုတွေ AC ချီးလို့ရမယ့်နေရာလုတ်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒီအောက်မှာလေကန်ဝင်အောက်မှာဆိုလို့ရှိရင်လည်း store area ထားလို့ရတယ်ဒီအခင်းတွေဆိုလို့ရှိရင်ညီမတို့ V9 တွေခင်းမိထားတယ် ်အပေါ်မှာမီဆိုင်နေမီသီးလုံးနေရစာအကုန်လုံးထည့်ပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းမီဆိုင်အလှတွေအကုန်လုံးပါတယ်ပေါ့နော်ဒီနောက်မှာဆိုရင်ညီမတို့မာစတာတခန်းရှိမယ်ကစ်ချင်ရူးရှိမယ်ညီမတို့အနောက်ကိုတစ်ချက်တည်းလိုက်ရမယ်နော်ညီမတို့ဒီမှာဆိုရင်သူတို့ဒီမှာတိုင်ထားပေးထားတဲ့အတွက်ကြောင့်မို့လို့လေဒီအနောက်ကကစ်ချင်း area ကိုမဖြတ်ချင်လို့ရှိရင်ဒီမှာ slide door ကားတစ်ခုထပ်ခန့်ပြီးတော့အခန်းကန့်လိုက်လို့ရတယ်ပေါ့နော်အခုဒီနောက်ဆိုလို့ရှိရင်ဒါညီမတို့ဒီအရှိအနေဝင်လာပြီဆိုရင်ဒါကတော့ kitchen room area ရောက်ပြီ ကီချီရိုအေးရာတော့တာမန်လေးပဲပေါ့နော်ကြွေပြားခင်းမိထားရတဲ့ဒီမှာမိဖို့ချက်ဖို့အတွက်ပလက်ခုံတွေပါတယ်အကုန်လုံးပါမယ်ပေါ့နော်ဒီကီချီရိုမှာဆိုလို့ရှိရင်ညီမတို့မာစာတကန်းပါမယ်ခုံမတွက်လိုက်ပါမယ်အနောက်ကိုထွက်လို့ရမယ်တကယ်ပေါက်ပါမယ်ပေါ့နော်တစ်ချက်ပြပေးပါမယ်ဒါကတော့အောက်ထပ်မှာရှိရဲ့ခုံမတွက်လိုက်ပေါ့နော်သူကအောက်မှာလည်းကြွေပြားရပါတယ်ခင်းမိတာငါးပေပက်လဲသူတို့ဒီမှာကြွေပြားကပ်ပြီးသားရေပူရေအေးတွေရမယ်ပေါ့နော်ဒီနောက်မှာဆိုရင်ညီမတို့မြေဖို့ပါအောင်မယ် သူကဒီနောက်ထပ်ကိုခြံပြေးစောက်ထားတဲ့အတွက်ကြောင့်မို့ဒီနောက်မှာမြေပိုချေတခုရှိမယ်။ကိုကဒီဘက်မှာဝက်ကီးရှင်းမဲ့သုံးချင်ချင်းဒီဘက်မှာဝက်ကီးရှင်းမဲ့သုံးချင်ချင်းရရတယ်။ဒီမှာဆိုလို့ရှိရင်လည်းညီမတို့ကဝစ်ရှော့စတေးပါထားစီတယ်ဆိုလို့ရှိရင်လည်းပြန်မှာထားလို့ရရပါဘောနော်။ customer စိတ်ဓာတ်အစမ်းရှိတ်လေးထိုးပြီးတော့ဒါကိုမောင်ဒီနောက်ပိတ် area နေနဲ့သုံးလို့ရရပါဘောနော်။ဒီကနေသွားမယ်ဆိုရင်ညီမအောက်မှာရှိရဲ master gun ကိုပြပေးပါမယ်။ဒါကတော့ဒီအောက်ထပ်မှာရှိရဲ master gun ပေါ့နော်။ဒီအခန်းဆိုလို့ရှိရင်လည်းညီမတို့ကဒီမှာမီးဆိုင်နေဒီမှာမှန်တဲ့ခါးတွေပါအကုန်လုံးထည့်ပေးထားတယ်အခန်းကြီးကလည်းကြည်ကြဲဝန်းလေးရှိရဲ့ မဆာကန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘက်မှာရေချိုးကအင်အားတွေ့ရပါမယ်ပေါ့နော်။သူလည်းအကုန်လုံးကျွေးပြခင်းမိတာ။အော်ဒီဘက်မှာလည်းနေရကတ်ကျွေးပြအကုန်လုံးကတ်ပြီးသားပေါ့နော်။အဲ့ဒါဆိုညီမလည်းအပေါ်တစ်ဆက်တည်းလိုက်ကြည့်ကြပါ ်အခုညီမတို့ဒီမှာအပေါ်တက်လာပြီဆိုလို့ရှိရင်လေကားတက်တာကိုသူတို့ဒီမှာကျုံးကကိန်းနဲ့သုံးမိထားတယ်လေကားအကျေဆိုလို့ရှိရင်ဒါ၄ဘီနီပါလောက်အကျေရှိရပေါ့နော်ကျေကျေမို့ရှိရယ်ဒီလေကားတက်တဲ့ဒီနေရာတိုင်းကိုလည်းဒီမှာ၄ဘီရိုအေရီယာကိုမြင်လို့ရအောင်လို့ဒါအလားစင်ပေးထားတယ်ပေါ့နော်လေကားဝင်ရဒီလိုနှစ်ဖက်ပေါင်းခြင်းကိုညီမတို့ကရှစ်ပေလောက်ပေါ့နော်ရှစ်ပေလောက်ကျဲပြကြောင်မလို့လေကားဝင်ကျဲလို့ပြောလို့ရမယ်လေကားဝင်ရဒီလိုထောက်တိုင်းမှာလဲပန်းဦးတွေပါထားပြီးအလားစင်လို့ရတဲ့ area တစ်ခုရှိရေပေါ့နော် အခုဒါဆိုလို့ရှိရင်ညီမတို့ဒါဒုတိယတက်ရောက်ပြီပေါ့နော်ဒီဒုတိယတက်မှာဆိုလို့ရှိရင်အောက်ကညီတက်ဒါဒုတိယတက်ရောက်လာပြီဒုတိယတက်မှာဆိုညီမတို့က single တခန်းပါမယ်ဖျားကန်းပါမယ်နောက်မှ master ကန်းတခန်းပါမယ်ညီမနဲ့အရှိအဆုံးဖျားကန်းကိုတစ်ချက်လိုက်ပြပေးပါမယ် ါကတော့ဒီအပေါ်ဆုံးထဲမှာရှိတဲ့ဖျားခဲ area ပါဖျားခဲ area ဆိုလို့ရှိရင်လည်းတို့ဒီစကိုးပေအကြတိုင်းမဲ့အကျဲအရှိရှိရယ်ဖျားခဲမှာဒီဘက်မှာဆိုလို့ရှိရင်ညီမတို့ဖျားဝေရဝဆလုပ်ဖို့အတွက် business ထားတာမျိုးဖျားเจ้าကောင်သေးလေးထားတာမျိုးလည်းလုပ်လို့ရရယ်ပေါ့နော်ဖျားခဲရဲ့တစ်ဆက်တည်းမှာဆိုရင်ညီမတို့ကဒီဘက်မှာ runner ကိုထွက်လို့ရမယ့်နေရာရှိပါမယ်ဒီ runner ကိုထွက်လို့ရတဲ့ဒီတိုးတွန်းတကားတွေကစာတမကလပ်တွေသုံးမိထားတဲ့အတွက်ကြောင့်မို့လို့ quality ကောင်းတယ်ပေါ့နော် အခုဒါဆိုလို့ရှိရင်တော့ညီမတို့ဖះကန်းကထွက်လာပြီဆိုလို့ရှိရင်ဒါ runner ရောက်ပြီပေါ့နော်ဒီ runner ဆိုလို့ရှိရင်လည်းလေကောင်းလေတယ်လည်းရတယ်အလင်းရောက်ကောင်းကောင်းလည်းရတယ်ပေါ့နော်နေရာတစ်ခုလည်းကျဲတယ်သူ့ရဲ့ဒီ runner တွေမှာဆိုလို့ရှိရင်ဒီတုံးတစ်ခါရုံလည်း tamer glass တွေသုံးပေးထားတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီကာထားတဲ့ဒီမှန်နေဆိုလို့ရှိရင်လည်း tamer glass တွေသုံးပေးထားတဲ့အကြောင်းမို့လို့ quality ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ဒါညီမတို့အိမ်နဲ့တော်တော်များများအဝဲသူကြိုက်တယ်ပေါ့ချွေလာငွေလာကြောက်တယ်လို့ဆိုလို့အလားအဆင်မြင်ထားပါတယ်အနောက်မှာရှိရင်အခန်းလေးနေညီမတို့ချက်ရပေးပါမယ် အခုညီမတို့ဒီဖျားခန်းရဲ့ဘေးဘက်ရဲ့ကံမှာဆိုရင်ညီမတို့ single တစ်ခန်းရှိမယ်ပေါ့နော်ဒါတော့ညီမတို့ဖျားခဲရဲ့ကဲ့ရဲ့ခံမှာ single ခန်းလေးတစ်ခန်းပေါ့နော်။သူက single room လို့ပြောပေမဲ့အနေထားကတော့ကျဲတယ်။သူကလည်းအပေါ်မှာမီးဆိုင်တွေညအိမ်ကြီးတွေပါပြီးသား။ပြီးဝင်ဒီမှာအခုသုံးမဲ့ကာဆာမာတွေလည်းအကုန် black box တွေနေရာချပြီးသားပေါ့နော်။အဲ့တော့ကိုက single room နေနေလည်းသုံးလို့ရလို့မျိုးဒါမှမဟုတ် office room ပဲဖြစ်ဖြစ် study room ပဲဖြစ်ဖြစ်သုံးချင်တဲ့ကာဆာမာတွေလည်းအဆင်ပြေရဲ့။အနောက်မှာဆိုညီမတို့ master ခန်းတစ်ခန်းရှိပါဦးမယ်။ တော်တော့မဆာကန်းဆိုရတဲ့အကြောင်းမို့လို့အခန်းဧရိယာလည်းကျဲတယ်ပေါ့နော်အခန်းဧရိယာလည်းကျဲကျဲဝန်းရှိတယ်ဒီမီးဆိုင်တွေညအိတ်မီးတွေကတော့အခန်းနောက်အောင်ထည့်ပေးထားတာပေါ့နော်မှန်တကားဆိုလို့ရှိရင်လည်းဒီမှာ site တော်တကားအောင်မှာအကျဲကြီးကြီးတွေသုံးပေးထားတယ် ။မာစာကန်ဖြစ်တဲ့အတွက်ကြောင့်မလို့ရေချိုးကအင်နာတွဲရက်ပါမယ်။ဒီပေါ်တော့ပါရှိရေချိုးကအင်နာတော့ဗတ်တက်ပါပါမှာပေါ့နော်။ရေချိုးကအင်နာဆိုလို့ရှိရင်လည်းတော်တော်လေးကျေပါတယ်။ကျွေပြားတွေပဲကပ်ပေးထားတယ်ဒီမှာဒီနေရာကကျွေပြားဆိုလို့ရှိရင်လည်းအပြစ်ကပ်ပေးထားတာပေါ့နော်။ဒီမှာကပ်ပိနက်တွေပူထိုင်နေဗတ်တက်တွေပါရှာဝါတွေရေပူရေးတွေတခါလဲပါတယ်ပေါ့နော်။အခုအပေါ်မှာနောက်တစ်ချက်ရှိသေးရဖြစ်တဲ့အတွက်ကြောင့်ညီမနဲ့အပေါ်တစ်ချက်လိုက်ကြည့်ပါဦး။တေကားငွေရလဲကျဲတယ်ပြီးမှဒီညီမတို့ဒီ ceiling height အတိုင်းအောင်ပေါ့နော်။ ဒီမှန်တကားမှန်အမှန်တကားတွေသုံးအမှန်ဘရီမောက်တွေသုံးပြီးထားရတဲ့အတွက်ကြောင့်မလို့ဒါအပေါ်တက်လာလဲအလင်းအောင်ကောင်းကောင်းလေးရတယ်ပေါ့နော်ဒီအရောညီမတို့အပေါ်ဆုံးတက်ကိုရောက်ပါပြီအပေါ်ဆုံးတက်မှာဆိုရင်တော့ဒီရှိမှာ runner jet တစ်ခုရှိမယ်ဒီဘက်မှာ master တစ်ခန်းရှိမယ်ပေါ့နော် ဒီမာဆာကန်ကညီမတို့အောက်မှာခုနကပြခဲ့တဲ့မာဆာကန်နဲ့အပြင်အစင်အခန်းအခြေအရာတော့တူတူပဲဒီမီဆိုင်တွေပါလာခြင်း plug box တွေထည့်ထားခြင်းတော့တူတူပဲပေါ့နော်ရေချူကန်အင်တာလည်းတွဲပါရယ်ပေါ့ရေချူကန်အင်တာကတော့အောက်ထပ်ကမာဆာကန်ကတော့ဗတ်တက်ပါတယ်ဒီမှာတော့မပါပါဘူးပေါ့နော်သူလည်းရေချူကန်အင်တာတော့ကြဲကြဲလေးလုပ်ပေးထားတယ်ဒါပေမဲ့ဘူထိုင်တို့ဘီစင်တို့ပဲပါလာမယ်ဗတ်တက်တော့ပါမလာတော့ဘူးရေပူရေရမယ်ပေါ့နော်ဒီအခန်းသားရဲ့ဒီမဆာကမ်းမှာရှိရတဲ့ဓာတ်တွေဆိုလို့ရှိရင်ညီမတို့ဒါ privacy ဓာတ်တွေသုံးမိထားတာပေါ့နော်အဲ့တော့အရှိမရှိရဲ့ runner ကျင်ကိုတစ်ချက်လောက်လိုက်ကြည့်လိုက်ပါဦး ဒီညီမလေကားနဲ့တက်လာပြီဆိုလို့ရှိရင်ဒီနေရာမှာလဲ space ကျကျလေးရှိရတဲ့အကြောင်းမို့လို့ပေါ့နော်ကျကျလေးဖြစ်မနေဘူးဒီမှာ green box တွေပါရထားပေးထားရတဲ့အကြောင်းမို့လို့လေဝင်လေးထွက်လဲကောင်းတယ်ဘလင်းရောင်ကောင်းလဲရတယ်ပေါ့နော်အခုဒါဆိုလို့ရှိရင်ညီမတို့ဒီအိမ်အပေါ်ဆုံးတက်မှာရှိခဲ့တာ runner chair ကိုရောက်ပါပြီ။ဒီ runner chair ဆိုလို့ရှိရင်လည်း space အနေထားနေရတော့တော်တော်လေးကျပါတယ်။ဒီအောက်ကအခင်းနေဆိုလို့ရှိရင်လည်း ြည့်ပေါ့နော်ကျွေပြားခင်မိတာဒီမှာဆိုလို့ရှိရင်ကိုမအောင်မိသားစုရဲ့အေးဆေးနားယူတာပန်းဖြစ်ရလို့လို့ရလို့မျိုးဒါပေမဲ့ပန်းဟောင်းထုတ်ချင်တာမျိုးအခန်းတကန်းဖွဲ့ချင်တာမျိုးလည်းရတဲ့ space တခုရှိရပေါ့နော်ဒီပေါ်မှာဆိုကျွန်တော်တို့ကြောင်လေးလေးငါးနဲ့တက်သွားမယ်ဆိုရင်အပေါ်မှာ overhead တက်နေထားတာတွေ့ရပါလိမ့်မယ် အခုဒါဆိုရင်ညီမတို့ចောင်းလေးလေးကနေတက်လာလဲရှင်အပေါ်မှာရှိရဲ့ slot တခုပေါ့နော်ဒီ slot မှာဆိုလို့ရှိရင်ညီမတို့ overhead တနေထားပေးထားရတယ်ဒီအိမ်မှာတက်ထားတဲ့ရေဝူရေပဲရေအစ်စက်တွေထားပေးထားရပေါ့နော်ဒီမှာလဲ space တခုရှိရတဲ့အတွက်ကြောင့်မလို့ကို customer က solar ပိုင်းတက်မယ်ဆိုလို့ရှိရင်လဲဒါက solar တက်လို့ရတဲ့အနေထားအကျယ်ဝန်းရှိရပေါ့နော်ညီမအခုတိုးလုပ်ပေးွားတဲ့အိမ်လေးရဆိုရင်မြောက်တကုံ၄၂ရပ်ကွက်မှာတည်ရှိပြီးတော့ဈေးနှုန်းလေးအပြင်7300ပဲကျတဲ့မှာဖြစ်ပါတယ်ဒီအိမ်လေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဆက်သွယ်စုံစမ်းခြင်းနဲ့ဆိုပါကညီမတို့ရဲ့ new home reality facebook messenger ဒါမှမဟုတ် hotline နဲ့ ဖြစ်တဲ့ခုံခုံလေးခုံခုံလေးရှင်းရှင်းလျှောက်ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်။